တွေပြောပြောနေကြတဲ့ 5G Ambassador ဆိုတာဘာလဲဒီ 5G Ambassador တွေကတော့ဘယ်ကနေရတာလဲဘာကြောင့်ဒီ 5G Ambassador တွေကတော့ဘယ်လိုနေရာတွေမှာအသုံးပြုလို့ဈေးကြီးရတာလဲအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ပင်လယ်ပြင်ထဲမှာအရန်စိတ်ဝင်စားဖို့ကောင်းတဲ့ဝေလာ 5G တွေရဲ့ Ambassador ဘလို့ဖြစ်လာလဲဆိုတော့စိတ်ဝင်စားဖို့အကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ် 5G Ambassador ဆိုတာဝေလာ 5G တွေကအန်လိုက်တဲ့ Ambassador လို့ထင်နေကြတာလားမဟုတ်ပါဘူး 5G Ambassador ဆိုတာကတော့ ဝေလာငါးကြီးတွေရဲ့အစာချေစနစ်ကနေစွန့်ထုတ်လိုက်တဲ့ပျော့ချွဲချွဲအရာတစ်ခုသာဖြစ်ပါတယ်။ဒါကိုတော့အလွယ်တကူအဖြစ်ငါးကြီးအံပတ်လို့ခေါ်ဆိုရတာဖြစ်ပါတယ်။ငါးကြီးအံပတ်ဆိုတာဝေလာငါးကြီးတွေရဲ့အစာချေစနစ်ကနေစွန့်ထုတ်လိုက်တဲ့မစင်အဆင့်ကိုမရောက်သေးတဲ့ကြီးကားအဆင့်ပျော့ချွဲချွဲအရာများသာ ဖြစ်ပါတယ်။ဒီဝေလာငါးကြီးတွေဟာကင်းမွန်တို့ရေပဝဲတို့ကိုအလွယ်တကူဖမ်းဆားလိရှိပြီးအစာအိမ်ထဲမှာအဲ့အစာတချို့ဟာခြေပြတ်ဖို့ခက်ခဲရနေပြီးတော့ တဲကြီးအိတ်အရေးအနှစ်တွေနဲ့ပေါင်းပြီးတော့အစာမချေဖြစ်ရမှာအပြင်ကိုမစင်အပြင်နဲ့မရောက်ပဲစွန့်ထုတ်လိုက်ကြတာဖြစ်ပါတယ်ဒီငါးကြီးအဘက်ကိုဝေလာငါးတိုင်းကထုတ်လုပ်နိုင်တာတော့မဟုတ်ပါဘူး span way လို့ခေါ်တဲ့ဝေလာငါးတစ်မျိုးကသာဒီငါးကြီးအဘက်ကိုထုတ်လုပ်နိုင်တာဖြစ်ပါတယ် span way ဆိုတဲ့ဝေလာငါးကြီးတွေဟာပင်လယ်သမုဒ္ဒရာထဲမှာအကြီးအမားဆုံးဝေလာငါးကြီးတွေဖြစ်ပါတယ်သိပ္ပံပညာရှင်များရဲ့အဆိုအရဒီ span way ဝေလာငါးကြီးတွေအကောင်တရာခန့်မှာတကောင်သား ဒီလိုမျိုး 5G အံဘက်ကိုထုတ်လုပ်နိုင်တာဖြစ်ပါတယ်။ဒီလိုမျိုးစွန့်ထုတ်လိုက်တဲ့ 5G အံဘက်တွေဟာနှစ်ကာလကြာရှည်စွာပင်လယ်ထဲမှာမျောနေပြီးတော့အစကကြည်ချွဲချွဲအလုံးကြီးကနေပင်လယ်စားကန်ကြီးရာသီဥတုနေရောင်ကြီးများကြောင့်ပြောင်းလဲပြီးဖျောင်းကဲ့သို့အတုံးကြီးဖြစ်သွားပါတယ်။အဲ့ဒီကနေပြီးတော့ကမ်းခြေကိုလာတင်ပြီးတော့ 5G အံဘက်ဆိုတာဖြစ်လာတာဖြစ်ပါတယ်။တခါတလေမှလည်း 5G အံဘက်တွေကို Spanway ဝေလာ9အသေးတွေရဲ့1 byte အတွင်းကလည်းအမှတ်မတင်တွေ့ရှိရတတ်ပါတယ်။ 5G အံဘက်ကို ကဘာကျော်အစစ်မြင့်ရေမွေးတွေထုတ်လုပ်တဲ့နေရာမှာအသုံးပြတဲ့အတွက်အရန်ကိုတန်ဖိုးကြည့်ပါတယ်။တချို့တွေက 5G အံဖက်အနက်ကနေရေမွေးထုတ်လုပ်ကြတယ်လို့ထင်ပါတယ်။အမှန်ကတော့ 5G အံဖက်အနက်ရဲ့ရေမွေးနဲ့ထုတ်တာမဟုတ်ပါဘူး။သူ့စီကရတဲ့ drop down ပစ္စည်းတစ်ခုကနေပြီးတော့ဒီရေမွေးရဲ့အနက်အသက်ကိုနှစ်ပေါင်းများစွာကြာရှည်စွာထိမ့်သိမ်းထားနိုင်တဲ့ဂုဏ်သက်တိရှိတာကြောင့်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကဒီ 5G အံဖက်တွေကဈေးအကြီးဆုံးဖြစ်လာတာဖြစ်ပါတယ်။ ငါးကြီးအဘက်နဲ့ထုတ်လုပ်ထားတဲ့ရေမွေးဒပလင်းဟာအမေရိကန်ဒေါ်လာ100ကနေပြီးတော့ဒေါ်လာ1000တောင်းချီတန်ဖိုးရှိကြပါတယ်။ငါးကြီးအဘက်1ကီလိုဂရမ်ဟာလည်းဒေါ်လာ3သိန်းကျော်လောက်ထိတန်ကြီးရှိတဲ့အတွက်အကယ်၍များပင်လယ်ကမ်းကြီးကိုသွားလေလို့ငါးကြီးအဘက်ကိုအမှတ်မထင်တွေ့ခဲ့ရင်တော့သင်ဟာကံအကောင်းဆုံးလူသားတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ထပ်မံပြီးတော့လည်းအခြားဗဟုသုတရပွဲစိတ်ဝင်စားပွဲဗီဒီယိုလေးတွေကိုလည်းတင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ YouTube Channel လေးကို subscribe and likely လုပ်ပြီးသွားကြပါဦးနော်လူကြီးမင်းတို့ရဲ့အမြင်တွေကိုလည်း comment box မှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်